အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စွန့်မကောင်းတောင်းပေးလိုက်ရပါတယ်မဟုတ်လားအဲ့တော့ဒီနေ့မနက်မှာလက်ရှိမှာဒါကျွန်တော်ချက်စီရဲ့တင်းနေတက်ပါတယ်ချက်စီအသင်းနေခုလက်ရှိမှာဒါကျွန်တော်ဒီတင်းကိုကြာပြီပေါ့နော်ဒါချက်စီအသင်းနေနဲ့လက်ရှိမှာဒါဒီထက်ပူကောင်းတဲ့အသစ်တင်းဖြစ်ဖို့အတွက်စူးစမ်းနေရလားဆိုတဲ့မိကုံကိုကျွန်တော်တို့မေးရမယ်တဲ့မှာပါတယ်ဘာလို့ဒီလိုမေးရလဲကိုတိဗေမင်းပြောတာဘာလို့ အမှန်တည်းပေါ်ကျွန်တော်ဒါရှေ့ရက်ကနေပြီးတော့ချက်စီနဲ့ပတ်သက်ပြီးဒါအရင်ကချက်စီနဲ့အခုချက်စီဘာလို့ဒါပြိတ္တိအားမရလဲဆိုတဲ့သတင်းတင်ခဲ့တယ်။အဲ့ထက်မှလည်းဒါမတင်မှတ်ပဲချက်စီပြိတ္တိတော်တော်များကျွန်တော်ပြောတော့လက်ခံကြရတယ်။တချို့ကြတာကျွန်တော် Moresca fan ကျွန်တော်အောက်မှာ Enzo Moresca fan လည်းမတွေ့တလောက်နေပါတယ်။မရှိတော့မရှိပါဘူး။ comment နေပါတယ်မဲ့ဒီနေ့မှတော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ခုလက်ရှိဘယ်လောက်မှမကြတယ်။ဒါ၃ရက်လောက်ကြာတဲ့အချိန်မှာဒီသတင်းနဲ့ပတ်သက်ပြီးတက်လာခဲ့တယ်။ လာမယ့်လွေရာသီမှာ Chelsea အသစ်အနေနဲ့သူတို့ရဲ့လက်ရှိလုံနေကြ strategy ကိုပြောင်းလဲသွားမှာမဟုတ်ဘဲနဲ့ဒီအတိုင်းပဲဆက်သွားမယ်။ဒါပေမဲ့ကျွန်တော်ဒီဒီပြနဲ့ပဲဆက်သွားမယ်။ဒီကိစ္စကတော်တော်ကြီးကိုပြောစရာဆိုစရာတစ်ခုအနေနဲ့ level တစ်ခုအနေနဲ့တက်လာခဲ့ပြီ။အဲ့ဒါကဘာကူလဲ။ပြောချင်တာကကျွန်တော်ဘာလို့အဲ့လိုမျိုးပြောတာလဲ။အခုလက်ရှိမှာ Chelsea အသစ်အနေနဲ့ခုနကကျွန်တော်ဒါရှေ့လွန်ခဲ့တဲ့3ရက်နဲ့4ရက်မှာကျွန်တော်ပြောခဲ့သလိုပဲ Chelsea အသစ်ကလက်ရှိမှာ operating system ကပုံမကြဘူး။2 billion 3နာရီ2 billion 3နာရီအသစ်တစ်သစ်နဲ့မတူဘူး။ အဲ့ဒါကလက်ရှိမှာဒါနီးပြနေခုနကနီးပြနေလေဆိုင်းနေဥစားရရှိပါတယ်မဲ့နီးပြနေအပြေဝါမဆန်ဘူးအခုလက်ရှိမှာကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်တာတခုကနီးပြအနေနဲ့သူကြိုက်တဲ့ကစားသမားကိုဝယ်ပြီးတော့ဥမာလက်ရှိ exam မှာပြောမယ်ဥမာ art data လို့ပဲ art data အနေနဲ့ခုလက်ရှိမှာ manager ခုလက်ရှိဒါကျွန်တော်တို့ ပက်ကောလာသူတို့စိတ်ကြိုက်ဝယ်ပြီးတော့ဒီကစားသမားဒီအသင်းကအလုပ်မဖြစ်ဘူးဆိုရင်နီနီပြတယ်မှာပြေဝါတာဝန်ရှိတယ်။တစ်ချိန်လုံးကရိုမန်တယောက်ကဘာလို့နီပြတွေကိုထင်ရှားဆိုင်းပြီးဖြုတ်ခဲလဲ။နီပြတွေကိုသူ့အနေနဲ့လုတ်ပိုင်ဝင်ပြစ်ပေးတယ်။ချက်စီအသင်းနီပြအမှလက်ရှိမှာ DDA Drogba ကိုကျွန်တော်တို့ Mourinho အနေနဲ့အမှတ်မဲ့ရ Ronaldinho ထက်ကြော်ကြော်ကြော်ပြီးခေါ်နေတယ်။နီပြအနေနဲ့ဟိုကအသင်းအနေနဲ့ဆိုပြီးပိုင်ရှင်အနေနဲ့နီပြကိုဒါကျွန်တော်တို့ယုံကြည်မှုပေးခဲ့တယ်။ကျွန်တော်ဒီမှာ Enzo Moreira ကိုကျွန်တော်ယုံကြည်မှုပေးခိုင်းစေချင်တယ်ပေါ့။အခုအခုလက်ရှိမှာ အဲ့လိုမျိုးပြဿနာတွေကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့နီးပြကအခုလက်ရှိဒါစင်ဆက်ပေါ့နော်ဒါကျွန်တော်တို့တော့ပူလီတို့ရောက်ပြီးခေကနီးပြတွေဒါပြောင်းသွားတယ်တဖြည်းဖြည်းနဲ့ဘာနဲ့သွားတူလေးဆိုအသိန်းကလေကျွန်တော်တို့ကပေါ့လေပဲနီးပြကရုပ်သေးရုပ်ဖြစ်တယ်မင်းခုနကပေါ့လေလှုပ်ချင်တာလို့ပြောနေတာကျွန်တော်မြန်မာအကြောင်းကကျွန်တော်မြန်မာအကြောင်းတော့ကကျွန်တော်ဒါတင်ယူညွန်တန်းကဆရာတွေဖြစ်နေတယ်အင်္ဂလိပ်စာနဲ့ဘွဲရထားတဲ့ဆရာကိုတင်ချာတင်ခိုင်းသူဖြစ်ပြီးတင်ချာနဲ့ဒါ ျွန်တော်တို့ဖွင့်ရထားတဲ့လူကကျွန်တော်တို့အင်္ဂလိပ်စာတင်ထိုင်းလို့ဖြစ်နေပြဿနာကလက်ရှိပေါ့နော် Chelsea အသင်းရဲ့ပြဿနာကိုကျွန်တော်ကိုပြောပါဆိုရင်ဒါပဲလို့ကျွန်တော်အနေနဲ့ပုံကူရရကျွန်တော်ကတော့မြင်ချင်တယ်အဲ့ဒါကကျွန်တော်ရဲ့အတွေးခေါ်တစ်ခုကျွန်တော်ရဲ့ဒါအမြင်တစ်ခုပေါ့နော်အဲ့ဒါကကျွန်တော်ရဲ့လက်ရှိ top process တစ်ခုအဲ့တော့ Chelsea တဲ့ဒါကြီးကအမှန်တိုင်းပြောရမယ်ဆိုရင်တစ်ခုလက်ရှိမှာဒါပြောင်းလဲသွားမှာပြဿနာတွေကလက်ရှိမှာဒါနဲ့ပတ်သက်ပြီးဆန္ဒတွေပြရတယ်လုတ်ချင်တာလုတ်စေချင်တာတွေရှိတယ်ဒါသွားစေချင်တာတွေရှိတယ်ဒါလက်ရှိ problem တွေဒါဟိုသွားမယ့်ပုံစံမျိုးပေါ့နော်အဲ့တော့ ြောချင်တဲ့အတိတ်ပဲဒီအကုန်လုံးကဒီအတိုင်းပဲဒီ scenario ပုံစံမျိုးခက်ဆက်စင်တွေဖြစ်လာခဲ့တယ်အဲ့တော့ဒီပြဒေသပြောင်းသွားတယ်ဘာလို့လက်ရှိမှာချက်စီအသင်းကအများကြီးမပြောင်းလေလဲအဖြစ်ကဒါပဲခုနကလက်ရှိမှာကျွန်တော်တို့ဟိုအနာကီစနစ်ပေါ့နော်ကျွန်တော်မိုနာကီတို့အနာကီတို့ပြောချင်တာဟိုနီးပြတော့မှလက်ရှိမှာဒါကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံဘုမလက်ရှိမှာကျွန်တော်နိုင်ငံလိုပဲအခုလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာတမရဆိုတာကြီးရှိတယ်တမရဆိုတာကြီးရှိရဲ့ဆိုတာတမရဆိုတဲ့ဥစ္စာကိုဂျပုကင်ထားတယ်အခုလက်ရှိမှာဂျပုကတမရဖြစ်သွားရေးထားပါအရင်တော့ကဒါတမရဆိုတာကြီးရှိတယ်တမရဆိုတဲ့ဥစ္စာဂျပုက တမရဆိုတဲ့လကားပဲဂျဘူးကဂျဘူးအဲ့တော့ပြောချင်တာကလက်ရှိမှာတောက်ပွေလီရီအိုဆူကအသင်းကိုဗာဖြစ်စေချင်တာလေအခုချိန်ကြီးကျွန်တော်နားမလဲတာဗောနော်တောက်ပွေလီအိုဆူကလက်ရှိမှာချက်စီလိုအသင်းမျိုးကလူမွေးပြီးရောင်းစားရမယ်အသင်းမဟုတ်ဘူးအဲ့ဒီဥစ္စာကြီးက solution လည်းမဟုတ်ဘူးကျွန်တော်ဒါတော်တော်လေးကိုစိုးရွားတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်တယ်အဲ့ဒါကြီးကိုလက်ရှိမှာလာမဲ့ຢာဒီမှာပြစ်တတ်တွေကပြောင်းစီခြင်းနဲ့အကြီးမားပေါ့နော်ခုနကဒီအသင်းကိုဒီလိုမလုပ်စေခြင်းနဲ့ဒါကိုလာလုံးဝကို shape of movement တစ်ခုအနေနဲ့ပြစ်တတ်တွေကမြင်ခြင်းနဲ့ဒါမဲ့ဒါကြီးကိုလက်ရှိမှာပြစ်တတ်တွေကိုလည်းမပြောင်းလဲပေးဘူးဒါဟိုလိုလည်းမဟုတ်ဘူးဒီလိုလည်းမဟုတ်ဘူးအခုလက်ရှိလာမဲ့ညာဒီမှာနီးပြောက်လည်းအချိန်ပေးမယ် Okay အနီးပြောက်အချိန်ပေးနေလို့မရဘူးနီးပြောက်အခုလက်ရှိမှာကျွန်တော်ကအန်ဇိုမိုရက်စ်ကသူဘာလုပ်ခြင်းနဲ့ဘူးအခုလက်ရှိမှာဒါအန်ဇိုမိုရက်စ် ကတော့ Reese ကျွန်တော်က Enzo Morris ကိုခမောက်နားလိုက်ကျွန်တော်လည်း Enzo Morris ကိုလက်ရှိမှာ Chelsea နဲ့ need to ပဲနားမလဲတဲ့ movement တွေအများကြီးရတယ်ဗျ။ Enzo Morris ကခုလက်ရှိမှာ Reese James ကိုကွင်းလည်ဒီထုံနေဒါကခုနကပြောတဲ့ right back မှာသူ့အနေနဲ့ပြောချင်တာသူ့ဒီကစားသမားတွေကိုကြိုက်ကောကြိုက်ရလား။ကျွန်တော်တို့ကခုနကဒါမေးကိုမေးရမှာပေါ့နော်။ ဒီကစားသမားကိုမူရက်စ်ကအဆင်ဝင်လာပါဟုတ်တယ်ကစားသမားတွေကအဆင်နှမ်းရှိတယ်မှန်တယ်ခမရကစားသမားဘလောက်အဆင်နှမ်းရှိခုနပြောသူပဲလက်ရှိကျွန်တော်တို့အင်္ဂလိပ်စာတင်အင်္ဂလိပ်စာနဲ့ဘွေးရထားတဲ့ဘဲကတင်ချာတင်မှုအတွက်ဆိုရင်တင်ချာစာအုပ်ကဘလောက်ပဲခုနပြောလက်ရှိမှာကျောင်းကြီးကခမရကိုအင်္ဂလိပ်စာနဲ့လုံးဝဘွေးရထားတဲ့ဘဲတပူအင်္ဂလိပ်စာတတ်တတ်လုံးလိလာခဲ့တဲ့ဘဲတပူကို ်တင်ချာစာအုပ်ကြီးခမောက်ထိုးပေးတယ်အဲ့တင်ချာစာအုပ်ခမောက်ကဘာအမစေးကြီးဆုံးစာအုပ်တအုပ်ဖြစ်နေပါပါစေခိုးဘက်ကအင်္ဂလိပ်စာတက်တယ်အဲ့တော့ဒီတင်ချာစာအုပ်သူလည်းတက်တလောက်မတ်တလောက်ပဲဒီတင်ချာစာအုပ်စုပ်တယ်စေးကြီးဆုံးပို့ပြီးစေးကြီးတိုင်းကောင်းတာမဟုတ်ဘူးဆိုတော့ခကြီးတယ်ကျွန်တော်သိရတယ်အဲ့တော့ပြဿနာကကျွန်တော်ဒီနေရာမဟုတ်တာပေါ့လို့ပဲဆက်ပြောမယ့် topic တစ်ခုကကျွန်တော် Enzo Morales ကိုကျွန်တော်ထောက်ခံနေတာမဟုတ်ဘူးတော့ပေါ့လားနော် Enzo Morales ကိုလက်ရှိမှာကျွန်တော်အားပေးအားမြောက်လုပ်နေတာမဟုတ်ဘူးလက်ရှိကျွန်တော်ပြောချင်တဲ့ scenario ကအပြေကရှင်းရှင်းလေးလက်ရှိမှာ Chelsea အသင်းအနေနဲ့ အန်ဇူမိုရက်စကာကိုလည်းရှိမှာအချိန်ပေးမယ်သူလှုပ်ချင်အောင်ပေးလို့ကြည့်မယ်ဆိုရင်ကောအရင်တော့ကျွန်တော်ခုနဗီဒီယိုစမှာပြောခဲ့လို့ပဲလက်ရှိအနေစားရလက်ရှိအခြေအနေတွေရအရင်တော့ကဒါကျွန်တော်တို့မိုဗစ်တို့ပါရိုမန်တို့ခစ်ကနီးပြောက်ပုံပေါ်လောဖြုတ်ပြတယ်ဆိုတော့နီးပြောက်ပါဝါပေးထားတယ်အသစ်တသစ်ကိုမင်းဘယ်လောက်ထိလုံနိုင်မလဲမင်းကိုကစားသမားအပြောင်းလဲအပြောင်းရွှေရစာနီးပြောက်ကိုအမြဲတမ်းပါဝါပေးတယ်ပါဝါပေးတဲ့အချိန်မှာဒါ personally ကကျွန်တော်မင်းကြီး ဖြုတ်ထုတ်တင်တယ်အခုလက်ရှိမှာဒါချက်စီးတင်နီးပြရထုတ်တယ်ဂရေဟန်ပေါ်တာတူချယ်ရောက်လာဂရေဟန်ပေါ်တာဂရေဟန်ပေါ်တာနီးပြနာပေါ်တယ်ဟိုကစသူနဲ့မကိုက်တဲ့ကစားသမားတွေခေါ်တယ် အသင့်မပြူအသင့်ပြင်းမယ်လို့ကြံကားစားရှိတဲ့ဂရီဟန်ဘော်ဒါကိုထုတ်ပလိုက်တယ်။မော်ရီရှာပိုချက်တီနိုရောက်လာ။ဂရီဟန်ဘော်ဒါကစားသမားအိမ်နဲ့မော်ရီရှာပိုချက်တီနိုကန်ရတယ်။မော်ရီရှာပိုချက်တီနိုလည်းဒီလိုပဲကျွန်တော်ဒါအသင့်ပြင်းမယ်စားရှိတဲ့အချိန်မှာမော်ရီရှာပိုချက်တီနိုထုတ်လိုက်တယ်။အဲလက်ရှိမှာအန်ဇိုမိုရက်စ်ကရောက်လာတယ်။အန်ဇိုမိုရက်စ်ကလက်ရှိမှာအန်ဇိုမိုရက်စ်ကကြိုက်တဲ့ကစားသမားဆိုရတဲ့ဒါပိုချက်တီနိုလက်ထက်ကစားသမားတွေရှိတယ်။ပြီးတော့မော်ရီကျွန်တော်လက်ရှိမှာအဲအန်ဇိုမိုရက်စ်ကနောက်နေ့မှာအချိန်ထပ်ပေးမယ်။ Okay အဲဆိုကျွန်တော် Okay အဲဆိုဒါတော့ကြာတယ်။ Okay ဒါပေမဲ့အခုလက်ရှိမှာအန်ဇိုမိုရက်စ်ကဟို လုတ်ပိုင်ခွင့်ပေးလာဆိုတော့နီးပြလက်ရှိအသင်းကကစားသမားတွေကလွင်ဘာမှမအောင်နီးပြလုတ်ပိုင်ခွင့်မပေးအဲ့တော့ what's the whole point of it ဘောနော်ဒါကုနာဘာလို့လုတ်နေမှာလဲကုနာဘောလို့ပဲခင်ဗျာဘာမှဟိုပြောတင်တာအေးရပေးစားလို့ယူလိုက်ရတယ်ကျွန်တော်ဘောလို့ပဲဒါကျွန်တော်တို့ဟို relationship ကြီးဖြစ်နေမတည်မြဲမှလည်းသိတယ်အချိန်ကြိမ်ကွဲမှကြီးလည်းခင်ဗျာသိနေအဲ့ဒါကြီးကုနာဘောလို့ပဲဘာလို့ကုနာဘောလို့ပဲဒါပဲလေဒီလားကျွန်တော်ပြောတာအဲ့တော့ချက်စီးတဲ့လက်ရှိပြဿနာကပိုင်ရှင်နေကိုယ်တိုင်ကပိုဆိုးတာဗျာလားတခါကြရင်လူတွေကဟာဒီပိုင်ရှင်နေကဆောင်းဝမ်းတော်တတိပြင်းနေမှန်နေ တတိပိတာတတိပိတာပဲဒါပေမဲ့ sport site ကလူတန်းကအုံနောက်ရှိနေတာမဟုတ်ဘူးကျွန်တော်ပြောသေးလားလူတန်းကဟုတ်တာပေါ့သူကသူ business မှာစောင့်ရမ်းတော်ဥမာ Donald Trump စောင့်ရမ်းတော်ရင်တော်မယ် Donald Trump လက်ရှိမှာဘောလုံးသင်းကို random မှာမဟုတ်ဘူးကလေးစားမိသားစုသူကသူခုနကပေါ့ United ကိုဘလို့ဖန်တလို့ပြီး commercial ရိုက် success ဖြစ်ရင်ဖြစ်မယ်ဘောလုံးဘက်မှာကလေးစားမိသားစုစုပ်ပြတ်တတ်နေတာပဲ လဗိုင်းတို့အန်နစ်တို့လဗိုင်းဆိုရင်လက်ရှိမှာခင်ဗျ business side နဲ့ကြီးကျွန်တော်ပြောပြမယ်ကျွန်တော်ပိတ်ပိတ်သက်တယောက်မြင်ခဏ shout out လုပ်ပြီးတော့ business ကျွန်တော်ဒါခုနကစီးပွားရေးတမားတယောက်မြင်နေခင်ဗျကြီးကြီးလဗိုင်းဒီဘာမှမဟုတ်တဲ့အလယ်လက်တန်းစားကအသစ်တစ်ခုကိုစီးပွားရေးရအောင်မြင်အောင်လုပ်ပေးတဲ့အသစ်တစ်ခုဖြစ်တယ်ဒါပေမဲ့ Chelsea ကဒါကိုလိုလာကျွန်တော်ပြောတာ Chelsea က DC ဝင် Chelsea ဆိုတာခုလက်ရှိမှာကဘာပေါ်မှာ fan base အများဆုံးအသင်းတဲ့အသင်းက commercially ရအောင်မြင်ဖို့လူနေတဲ့အသင်းမဟုတ်ဘူး commercially ရလက်ရှိမှာအောင်မြင်ပြီးသားတဲ့အသင်းဖြစ်တယ် ပန်းရှင်ဒီကိုတိုင်ကလက်ရှိမှာနားမလည်တဲ့ Chelsea အသင်းကဘလို့လို့ရှေ့ဆက်မှာလဲကျွန်တော်ပြောရသေးလားအဲ့ဒါကြီးကိုပြိသက်တွေကပြောင်းလဲပေးပါပြောင်းလဲအဲ့ကြောင့်မလို့လူတော်များ Chelsea ပြိသက်ဘာလို့ဆန္ဒပြဆိုကျွန်တော်ကတဖြည်းဖြည်းနဲ့နားလေတာဘာလို့ဆို Chelsea ပြိသက်ကျွန်တော် Chelsea ပွဲတွေကိုကျင်းကျင်းကျွန်တော်ပူနားလေတာအန်သိုမက်စ်ကတပွဲနဲ့တပွဲပွဲထုတ်တော့ကြီးသူ့ကစားသမားသူအခုချိန်နားလေလို့မရဘူးပြဿနာပိုဆိုတာအဲ့ကစားသမားကိုရင်ဒဏ်ရာရနေတယ်ကောင်းမဲ့ဂျန်လိုက်ဒဏ်ရာရလိုက်ကောင်းမဲ့ဂျန်လိုက်ဒဏ်ရာရတယ်ပြဿနာပေါင်း16000တိုင်ပတ်နေတယ်ဗောနော်အဲ့လိုပုံစံမျိုးဗောနော်အဲ့တော့ ပြဒနာပေါင်း16000အချီနီဒီထဲမှာဒီလိုမျိုးတွေဖြစ်နေတာကတော်တော်လေးကိုဒါကျွန်တော် personal အမြင်ရဆိုးရွားတယ်လို့ပဲကျွန်တော်ရအမြင်ရကျွန်တော်တော့မြင်မိတယ်အဲ့ဒါကြီးကိုချက်စီးမပြေနိုင်ဘူးဆိုရင်တော့အလကားပဲခင်ဗျာ at the end of the day မှာအဲ့ဒါကြီးကိုပိုင်ရှင်နေနဲ့ချက်ချက်စီးရအောင်မြင်မှုကဗါလေနီးပြတဲ့နေကိုဒါ authority ပြီးတယ်နီးပြရင်တူတာကျွန်တော်ကစားတော့မှဘလို့ဘလို့ပြောရမှန်းလည်းမသိဘူးအခုလက်ရှိမှာခင်ဗျာ movie တို့ kick က DDA drop မှာ ွဲတိုင်းမှာ move လာဖလားရပြီဆို move ကြီးအောက်ဆင်းလာဟာ DDA dropper နဲ့ဒါ move နဲ့အောင်ဝဲခံတဲ့ Ibrahim or Abraham move နဲ့ဟာ might အခုလက်ရှိမှာ top bully တို့ဘယ်မှမလဲကျွန်တော်ဘယ်ကစားသမား top bully တို့နဲ့ဓာတ်ပုံရိုက်တာခင်ဗျားတို့ဓာတ်ပုံရိုက်တာမျိုးပိုင်ရှင်နဲ့ close ဆိုတခါကျရင်အဲ့ဒါတွေအများကြီးလိုတယ်အရင်တော့ roman ဆိုတာကအပြာရောင်တက်သားကြီးတဲ့တယောက်အခုလက်ရှိ top bully တို့ဆိုတာဒီအပြာရောင်တက်သားမျိုးအနီလာအစိမ်းလာတော့မသိဘူးဒီခေါ်က ဲ့တော့ပြဿနာက Chelsea ရဲ့အဓိကလက်ရှိဖြစ်နေတဲ့ scenario ကဒါပဲစောက်ပြဿနာဒီအဲ့ဒါဒီကိုမရှင်းနိုင်တဲ့ပြင်ဒီစောက်ပြဿနာကိုပြန်ရှာအောင်မယ်ဆိုတော့ကဘယ်လိုတွေလုပ်မလဲကျွန်တော်ကတော့ honestly ကျွန်တော်လုံးဝမသိဘူးဒါပေမဲ့လက်ရှိမှာဒီတိုင်းဆက်သွားမယ်ဆိုရင် Chelsea ရဲ့ဒါအောင်မြင်မှုကအနည်းငယ်များအလန့်ဝေးနေ ਉ မှာပဲခါနိုင်ခုနကပြောလို့ဖလားလို့ဖလားကိုရေတောက်တဲ့ဖလားလို့ယူနေတဲ့အနေနဲ့တသိန်းနေနေအခုလက်ရှိမှာ top 4မျောနေတဲ့အသင်းကအတိတ်ပဲဖြစ်ဒီအာယူပဲဒါအခြေဆက်ပေးမယ်ဒီပြ နီးပြောက်အချိန်ဆက်ပြီးမှနားလည်လို့ရတယ်။နီးပြောက်ဘာဘက်ရင်ပေးပါတယ်။နီးပြောက်ဘလောက်ထိ support ပေးပါလဲ။ဒါတွေကိုမေးခွန်းမေးရမယ်။ဒါတော့ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ voice တို့မှာကျင်းလူစံပေါင်းကိုကူညီလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။များများကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတမနဲ့ကောင်းမွန်သောနေ့ ီးနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်ကိုတောင်းကပြုပါဗျာအားလုံးမကြိုးတင်ပါနဲ့မြန်မာကလစ်မမေ့ကြပါနဲ့ဗျာမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်သေးပါဗျာ